အရှင်ဖုရားယုသေးစွာမေးလျှောက်အပ်ပါသည်ဖုရားမြတ်စွာဘုရားမှာတွားတော်40ဆွဲတော်40ဟုသိရပါသည်ဖုရားဒါပေမဲ့ဖုရားဆွဲတော်အပါ40လားဖုရားဒါမှမဟုတ်ဆွဲတော်မပါ36ချောင်းလားဖုရားဖြေချားပေးတော်မူပါဖုရားတဲ့တွားတော်အငယ်က40ဖြစ်ပြီးဆွဲတော်40ကတသက်ဖြစ်တယ်တွားတော်အငယ်36ချောင်းနဲ့ဆွဲတော်40ပေါင်းမှတွားတော်40ဖြစ်တယ်စသည်ဖြင့်ကုန်းပေါင်ခေဗဒုံမင်းခေါ် ဘုရောမင်းတရားလက်ထက်မှာအငင်းပွားခဲ့ချဖူးပါတယ်။ဒါကိုဘယ်အရာအမှန်ဖြစ်တယ်ဆိုတာရှင်ဘုရင်ကသိလို့တဲ့အတွက်အမကြီးမဟာဓမ္မသင်္ကြန်ကိုဖြည့်ဆို့ခိုင်းတဲ့အခါမှာအင်းကြီးတန်ပရိဏဒန္တာနံပိဒုတိန်တဒန္တာဟွန်တိဣမတပါဏစတ္တလီတံဘဝိတံတိအင်းကြီးတန်ဖရာအလောင်းမတဘာကုံတော်သူတို့အားဒုတိန်တဒန္တာ32ချောင်းတော်သွားတို့သည်ဟွန်တိဖြစ်ကုန်၏ ဣမတပါဏဤဖရာအလောင်းတိကစတ္တလီတန်40တော်သွားတို့သည်ဘဝိတန်တိဖြစ်ကုန်ဤဟုတုတ်မဟာဝါအထာကထာမှာဖွင့်ဆိုထားတဲ့အတွက်ဆွေတော်၄စုနဲ့ပေါင်းမှသွားတော်40ဖြစ်ပါကြောင်းရှင်ဘရင်ကိုလျှောက်တင်ဖြည့်ဆို့ခဲ့ပါတယ်။ဒါကြောင့်သွားတော်အငယ်36ချောင်းနဲ့ဆွေတော်၄စုပေါင်းမှသွားတော်40ဖြစ်ပြီးဆွေတော်အနေနဲ့ပြောမယ်ဆိုရင်တော့၄စုသာဖြစ်ပါတယ်နော်။